ဖျားရှိခိုးပြီဆိုလို့ချင်းကိုနှစ်ဖူးကကြမ်းပေါ်တိုက်နေတာဖြစ်ပေမဲ့လို့ဖျားရဲ့ခြေကမိုးပေါ်မှာငါဥတိုက်နေရတယ်လို့ဆိုပြီးတော့စိတ်ထဲကရှင်မှန်းပြီးတော့အဲ့လိုရှိခိုးမယ်ဆိုရင် ကောသလမင်းကြီးရှိခိုးလို့ရတဲ့ကုသိုလ်မျိုးကိုမှလည်းရ။ဘာဖြစ်လို့ဒီလိုပြောရလဲလို့ဆိုရင်စိတ်ဟာจิตนุမှု ြစ်လာမယ်ပြိဋိဝံသံမိတာဖရာပဲဖြစ်စေတတ်တော်ထေရဖရာရှင်မှာပဲဖြစ်စေတိဋ္ဌံတေနေပုတေစေဝတမေစိတ်တေတမံဖလံဆိုတဲ့စကားရှိတယ်တတ်တော်ထေရမြတ်စွာဘုရားကိုရှ िख ိုးတာပဲဖြစ်စေပြိဋိဝံသံပြီးမြတ်စွာဘုရားကိုရှ िख ိုးတာပဲဖြစ်စေ စိတ်တချင်းတူညီစွာထားပြီးတော့ရှ िख ိုးနိုင်လို့ရှိရင်တမေစိတ်တည်တမန်ဖလန်စိတ်တူလို့ရှိရင်အကျိုးတရားလည်းတူတယ်လို့ဒီလိုခေါ်ထားရှိနော်ဒါကြောင့်မလို့ကောသလမင်းကြီးဖျားရှ िख ိုးသလိုဖျားရုပ်ွားတော့ပဲဖြစ်စေသို့မဟုတ်စိတ်နဲ့မှန်း၍ဖြစ်စေဖျားကိုဥချပြီဆိုတဲ့အခါမှာဖျားရဲ့ခြေတော့ကိုနှစ်ဖူးနဲ့တိုက်ပြီးဥချရတယ်လို့စိတ်ထဲမှာအာယုံယူပြီးတော့ဥချတဲ့နဲ့ပေါ့ ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့ဥချလိုက်ရလို့ရှင် စိတ်ထဲမှာဖြစ်ရတဲ့တရာဆွမ်းအားတွေဟာအဓမ္မကြီးမားအဓမ္မကြီးမားလို့မိမိတဏ္ဍမှာဖြစ်လိုက်တဲ့ကုသိုလ်ရဲ့အရှိန်အဝါဟာလဲအင်တမအစွမ်းထက်တယ်လို့ဒီလိုပြော